်ပရီးမီးယားလိဂ်မှာလွန်ဘောအများဆုံးသုံးတဲ့အသင်းဖြစ်မန်ယူအသင်းကရပ်တည်နေပါတယ်မန်ယူအသင်းဟာပရီးမီးယားလိဂ်မှာလွန်ဘောလို့ခေါ်တဲ့အမြင့်ဘောပေးပို့မှုတွေအများဆုံးသုံးတဲ့အသင်းဖြစ်ကိုရောက်ရှိသွားခဲ့တာပါမန်ယူဟာလီဗာပူးကိုနိုင်ခဲ့တဲ့ပွဲအပြီးမှာအမြင့်ဘော466ကြိမ်အထိသုံးခဲ့ပြီးပရီးမီးယားလိဂ်အသင်းတွေထဲမှာပွဲစဉ်၈ပွဲကစားပြီးအမြင့်ဘောအများဆုံးသုံးတဲ့အသင်းဖြစ်ရပ်တည်နေတာပါပုံမှန်အတိုင်းဆိုရင်အလေလက်အသင်းတွေကအမြင့်ဘောတွေကိုပို့တုံးကြပါမယ်။မန်ယူကအဲ့ဒီလိုအသင်းတွေထပ်ပိုးပြီးအမြင့်ဘောတွေအသုံးပြုခဲ့တာဖြစ်ပါတယ်။ မန်ယူရဲ့နောက်မှာတော့အမြင့်ပေါ်အများဆုံးသုံးထားတဲ့အသင်းတွေက Wolf, Everton, Bournemouth, Burnley နဲ့ Crystal Palace တို့ဖြစ်ပါတယ်။ Man City ကအမြင့်ပေါ်တွေကို308ကြိမ်ပဲသုံးခဲ့ပြီး Premier League အသင်းတွေထဲမှာအကြိမ်ကြီးအနည်းဆုံးသုံးတဲ့အသင်းဖြစ်ခဲ့ပါတယ်။ Arsenal ကတော့အမြင့်ပေါ်တွေကိုအကြိမ်ကြီး350အထိသုံးခဲ့ပါတယ်။ Man U ဟာဂိုးသမား Sandy Lansman's ကိုပွဲထုတ်ကစားစေခဲ့တဲ့နှစ်ပွဲမှာအမြင့်ပေါ်တွေကိုပိုပြီးထိထိရောက်ရောက်သုံးနိုင်ခဲ့တယ်လို့လည်းတွေးရှိခဲ့ပါတယ်ခင်ဗျာ။